င်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဇွဲသစ်ပါ DVB ရောမြန်တမ်းကြားရဲ့နေ့လယ်နေ့အချိန်ထိရရှိထားတဲ့သတင်းတွေကိုတိုက်တင်ဆက်ပေးပါမယ်မြန်မာသတင်းတွေငလင်းနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြမှာပါခင်ဗျာမြန်မာငလင်းဘေးအတွက်တရုတ်နိုင်ငံက၉ချိန်မြောက်အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာအကူအညီဖြင့်ကာကွယ်ဆေးတွေပေးပို့ခဲ့တဲ့အကြောင်းမြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ရုံထုတ်ပြန်ချက်ကိုကိုးကားပြီးစင်ဟွာသတင်းတပုတ်မှာဖော်ပြပါဗျာ ဆေးဝါးတွေကိုတော့ပြီးခဲ့တဲ့ဧပြီလ26ရက်နေ့မှာပေးပို့လိုက်တာဖြစ်ပါတယ်။ရန်ကုန်မြို့ကျန်းမာရေးဝန်ကြီးဌာနဗဟိုအေးကန်းကိုရောင်ကိုရောက်ရှိနေပြီဖြစ်ကမြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံတန်မှုမစ္စတာဦးရန်ဒါအိုဘင်နဲ့စစ်ကောင်စီခန့်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းတို့ကအဲ့ဒီနေရာစီကိုတွားရောက်ပြီးပစ္စည်းတွေလွှဲပြောင်းပေးခဲ့တာလို့ဆိုပါတယ်။ဒီတော့မှပေးပို့တဲ့ဆေးဝါးအကူအညီတွေကိုတော့ရန်ကုန်ကနှစ်ကြိမ်ခွဲပို့ဆောင်ခဲ့တာဖြစ်ပြီးမေခိုင်ကာကွယ်ဆေးအလုံး6800 အရွယ်ရောက်သူတွေအတွက် ကာလာဝမ်ယောဂကာကွယ်ဆေးအလုံး9သိန်း9000ကလင်းငယ်တွေအတွက်ကာလာဝမ်ယောဂကာကွယ်ဆေးအလုံးရေ9,930စတာတွေပါဝင်တယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းမှာတင်စေအုပ်စုရဲ့တောင်းဆိုချက်အရငလင်လောက်ခတ်မှုဆံရစုံစမ်းစစ်ဆေးရေးနဲ့အကဲဖြတ်ရေးပညာရှင်တွေပါဝင်တဲ့အဖွဲ့တစ်ဖွဲ့ကိုဆေးလွတ်ထားတယ်လို့တရုတ်မြင်ငလင်စီမံခန့်ခွဲရေးအဖွဲ့ CEO ကပြောထားပါတယ်ခင်ဗျာ။ အင်အားပြင်းစကိုင်းငလင်ကြီးလောက်ခတ်ခဲ့တာတလားကြာလာခဲ့ပေမဲ့ငလင်တန်တင့်ဒေတာတွေအနေနဲ့ပြန်လည်ထူထောင်ရေးလုပ်ဖို့အခက်အခဲတွေများစွာရင်ဆိုင်နေရဆဲပဲလို့ငလင်တန်တင့်ဒေတာကပြည်သူတွေကပြောပါရယ်မြတ်သစင်ပေးပို့ထားပါရယ်ခင်ဗျာမရှလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားရစ်တာစကီခုနှစ်တသမခုနှစ်အဆင့်ရှိတဲ့စကိုင်းငလင်ကြီးကြောင့်ငလင်တန်တင့်ဒေတာတွေက နေအိမ်အဆောက်အအုံပေါင်း9000ကျော်လောက်ထိခိုက်ပျက်စီးခဲ့ရပါတယ်။ဒီစကိုင်းငလင်ကြီးလှုပ်ခတ်ခဲ့တာအခုဆိုရင်တလအကြာရှိသွားခဲ့ပြီဖြစ်ပြီးငလင်တန်တဲ့ဒေသတွေအနေနဲ့ပြန်လည်ထူထောင်ရေးကာလကိုရောက်ရှိဖို့အခက်အခဲတွေများစွာ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။မန္တလေးဒေသခံတယောက်ကတော့ငလင်လှုပ်ခတ်ခဲ့တာတလပြည့်ပြီဆိုပေမဲ့လည်းပြန်လည်ထူထောင်နိုင်တဲ့အနေအထားမရှိသေးသလိုအခက်အခဲတွေအများကြီးရှိသေးတယ်လို့ဆိုပါတယ်။ခုကတော့ ဟိုတိုက်ပြိုသွားတဲ့သူတွေတိုက်ပြန်ပြင်ရမယ့်သူတွေမှာအခက်အခဲတွေရှိနေတယ်ဖြစ်တယ်။နောက်ပြီးကြတော့ဒီ camp တွေကလည်းဒီလာကုန်လို့ရှိရင် camp ဆိုတာကတော့ဟိုကျောင်းကျောင်းဝင်းထဲမှာတို့ဘာလို့အဲ့လိုမျိုးပေါ့နေရတဲ့ camp မျိုးပေါ့နော်အဲ့ဒါတွေကလာကုန်ရင်ရွှေခိုင်းထားတာတွေရှိတယ်။အဲ့ဒါတွေကတော့အစိုးရကဘယ်လိုစီစဉ်ပေးလဲဆိုတာမသိဘူးပေါ့လေ။နော်။ဟိုအဲ့လိုမျိုးအခက်အခဲတွေရှိတယ်။နောက်ပြီးကြတော့ထပင်း camp စားနိုင်တဲ့ မိသားစုကြီးရှိသေးတယ်အိမ်မပြန်မတက်နိုင်သေးတော့အဲ့လိုမျိုးအလှူပြည်စည်းဖွဲ့စည်းတွေကရပ်ဖက်ဖွဲ့စည်းတွေကပြီးဝင်ပြီးတမင်းတို့ကဂျူနီယာဆဲလူကြီးရှိတယ်ပေါ့အဲ့လိုခက်ခဲတွေကတော့အများကြီးရှိသေးတယ်ဟိုငရင်လောက်ခါစားနေငရင်အခုတလားပြည်တာနေနည်းနည်းတော့လူတွေကဘယ်လိုပြောမလဲဆိုသွာလာနေကြပြီမယ်ဘာမှထူထူပြန်ထူထောင်နိုင်တဲ့အနေထားမှာတော့မရှိသေးဘူးဝမ်ရွေးမြို့နယ်ဒေသခံတယောက်ကလည်းငလေလှုပ်ခတ်ခဲ့ပြီးကြတဲ့က တဲရောဝန်ရင်းကရက်ကရွာတွေဖြစ်တဲ့ကြွယ်ကန်ကြီးရွာမြင်းကြကန်ကြီးရွာစူပန်ကြီးရွာဂုံရွာရွှေဖလားကန်ကြီးရွာခင်ကြီးကြီးရွာတခွမြင့်ကြီးရွာနဲ့အိုင်သာကြီးရွာတွေကဘုံကြီးကျောင်းနဲ့ဖျားစီတီပထိုးပေါင်းများစွာပျက်စီးခဲ့သလိုရွာတချို့မှာလည်းပျက်စီးတွေများခဲ့ပေမဲ့အခုထိ အကူအညီတွေတစုံတရာမရောက်ရှိသေးသလိုအကူအညီတွေများစွာလိုအပ်နေတယ်လို့ဆိုပါတယ် တဲရောမြို့နဲ့ဝမ်ရွိမြို့တွေမှာအပြိုပြက်ရှင်းလင်းရေးရော ပြန်လည်ထူထောင်ရေးပါကိုထူကိုထပဲလုပ်နေရတယ်လို့လဲဆိုပါတယ်။ကုညီတွေအလိုအဆုံကမြို့ပေါ်ဆိုလို့ရှိရင်ဒီတဲရော အောင်မင်္ဂလာရက်ကွက်ဒီအရှိတ်ဒီဘူတာအထိအကုန်လုံးရက်ကွက်တရားလိုအပ်တယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီရက်ကွက်တွေမှာနေဒီအင်ဂျီတွေအများစုပြိုသွားပြီးတော့ တဲတော့ဘက်ရဲ့အတိအပြောက်အများဆုံးကလည်းအဲ့ဒီရက်ွက်တရားဖြစ်သွားတာမလို့ပါညီတဲ့အနေနဲ့ဆိုလို့ရှိရင်တော့အများအားဖြင့်ကတော့ကိုတူကိုထပဲသွားတယ်ဒီရွာတွေဘက်မှာဆိုရင်လည်းအဲ့လိုလာပြီးတော့ထူထောင်ကြီးလုပ်ပေးတာလို့၊ကုညီတာလို့လုပ်တဲ့အဖွဲ့အစည်းကအခုထိတော့လုံးဝမရှိသေးဘူး။မရှိသေးတော့သူတို့တွေလည်းအားလုံးကိုထူကိုထားပါပဲ။ DVB data တင်းကကောက်ယူထားတဲ့စည်ရင်းတွေအရငလင်ကျသေဆုံးသူဦးရေ၄456ယောက်ရှိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူကတော့11366ယောက်ရှိပါတယ်။ဧပြီလ24ရက်နေ့အထိစစ်ကောင်စီကရရှိထားတဲ့ပြည်ရင်းပြည်ပအလှူငွေ စုစုပေါင်းကျပ်13,5896ဘီလီယံအမေရိကန်ဒေါ်လာ2.438တန်းကျော်စားတဲ့အလှူငွေတွေကိုကူညီကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးအတွက်စတင်အသုံးပြုနေပြီလို့ ဧပြီလ25ရက်နေ့ကပြုလုပ်ခဲ့တဲ့အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးမှာစစ်ကောင်းဆောင်ဒူခေါင်းဆောင်ကပြောခဲ့ပါတယ်။ကျမမြတ်သစင်ပါရှင်။ဧပြီလ28ရက်နေ့ကမန္တလေးမြို့အနီးကိုဗဟိုပြုပြီးပြင်းအားရစ်စတာစကေ၄.၄အဆင့်ရှိမြေငလင်တစ်ခုထပ်မံလုပ်ခတ်ခဲ့ပါတယ်။ မြန်မာစံတော်ချိန်ည10:25မိနစ်အချိန်လောက်မှာမန္တလေးတိုင်းမန္တလေးမြို့အရှိတောင်ဘက်20ကီလိုမီတာကွာမြေအောက်အနက်30ကီလိုမီတာကိုဗဟိုပြုပြီး Richter scale 6.4အဆင့်ရှိအင်အားအသင့်တင့်ရှိမြေငလင်လောက်ခတ်ခဲ့တာပါမြေငလင်တိုင်းတာဆက်တွေရဲ့ဗဟိုချက်အနီးဝေးပေါ်မူတည်ပြီးငလင်အင်အားပမာဏအနည်းငယ်ကွာခြားမှုရှိနိုင်တယ်လို့လည်းထုတ်ပြန်ထားပါတယ်စစ်ကောင်စီလောက်ခံမိုးစလဌာနကတော့မန္တလေးမြို့ရဲ့အရှိမြောက်ဘက်9မိုင်လောက်အကွာအနက်26ကီလိုမီတာကိုဗဟိုပြုပြီး အင်အားပမာဏ Richard Scale 3.8ရှိမြင်းငလင်လောက်ခတ်သွားတယ်လို့ထုတ်ပြန်ထားပါဗျ။ငလင်လောက်ခတ်မှုကိုမန္တလေးစကိုင်းပြည်ဦးလင်တဝက်ကပြည်သူတွေတည်တည်တသာခန်းစားကြရပြီးမန္တလေးမြို့မှာတော့မြို့ကန်တွေထိတ်လန့်တကြားလမ်းမတွေပေါ်ထွက်လာကြကြပါဗျာခင်ဗျာ။ မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်မန္တလေးတိုင်းတွင်ပြိုကျဆောင်တွေကနေအလောင်းနှလောင်းကိုမနေ့ကထပ်မံထုတ်ယူနိုင်ခဲ့တယ်လို့မိသက်ဦးစီးဌာနကထုတ်ပြန်ပါတယ်။မန္တလေးမြို့ Sky Villa အဆောက်နဲ့ Golden City Hotel အဆောက်တွေဖေရှားရကနေအမျိုးသားအလောင်းနဲ့အမျိုးသမီးအလောင်းကိုတွေ့ရှိခဲ့တာပါ။ Sky Villa အဆောက်အဆောင်စီနဲ့အဆောင်ဒီတို့ကိုညနေ၄နာရီလောက်ကရန်ရရရင်နဲ့ဖေရှားရှင်းလင်းလောက်ရမှာအမျိုးသားတစ်ယောက်နဲ့ချမ်းရည်တာဆန်မြို့နယ် လမ်း30 80 80ခတလမ်းကြားရှိ Golden City Hotel အဆောက်အုံကနေဧပြီလ28ရက်မနက်စံတိုင်းကျော်လောက်မှာအမျိုးသမီးတယောက်ရဲ့ရုပ်အလောင်းတွေကိုထုတ်နိုင်ခဲ့တယ်လို့ဆိုပါရယ်မြန်မာနိုင်ငံမှာ match လ28ရက်နေ့ကစကိုင်းမြို့အနီးကိုဗဟိုပြုပြီးလောက်ခတ်ခဲ့တဲ့ Richter scale 9.8ရှိတဲ့အင်အားပြင်းကလင်ကြောင့်ဧပြီလ28ရက်နေ့ထိတည်ဆုံးသူ4000ကျော်ပြီလို့ DVB ကကောက်ယူရရှိထားတဲ့အစီအစဉ်တွေရသိရပါရယ်မြေပြင်မှာကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေစေဖြစ်တာကြောင့် တိတ်ဆုံးသူဦးရေထပ်တွန်းနိုင်ပါတယ်ခင်ဗျာငလင်းတဘာဝဘေးကြီးကြုံတွေရချိန်မှာ အာနာတင်းစစ်ကောင်စီကပြည်သူအိုအိမ်တွေကိုလင်းရင်နဲ့ဘုံတွေကျဲချနေတဲ့ပေါ် CDM ဝန်ထမ်းအမျိုးသမီးတွေကကန့်ကွက်ရှုတ်ချလိုက်ကြပါတယ်မောင်တူပြေပို့ထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါစကိုင်းငလင်းကြီးဖြစ်ပွားပြီးမတ်လ28ရက်ကနေဧပြီလ25ရက်အထိစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု346ကြိမ်ရှိခဲ့ပြီး ပြည်သူ164ဦးသေဆုံးခဲ့တာပါကြရတယ်ဒီလောက်ကမာဝဘေးရန်နေဖြစ်နေတဲ့ဈားတွေကဘုံကျဲချရဲဆိုတာကုတ်လူမျိုးအချင်းချင်းနောက်ပြီးတော့ဒီကယ်ဆယ်ရေးပစ္စည်းတွေလာရဲဆိုတာတကယ်လို့အဲ့နေတဲ့ပြည်သူလူထုတွေတဲ့လက်ထဲကိုမရောက်ဘူးဆိုတာကကျမတို့တွေမဟုတ်ဘူးတကဘာလုံးသိပါတယ်အခုနိုင်ငံကိုကယ်ဆယ်မဲ့အဲအလိုပြောပြမယ်ဒီရင်ဒီရင်ကနိုင်ငံကိုကယ်ဆယ်မဲ့အဲ ပြင်ဆင်မဲ့အတွက်သုံးချမယ့်အချိန်မှာအခုနိုင်ငံကိုထပ်ပြီးဒုက္ခပေးဖို့အတွက်အဲလှုပ်ဆောင်နေဒီလေရင်နဲ့ပဲဘုံဘုံတွေကျဲပြီးတိုက်ခတ်နေတယ်အဲ့ဒါကိုလုံးဝမကြိုက်ဘူးလုံးဝလည်းဟိုဖြစ်တဲ့နယ်လို့လည်းမထင်ဘူးစီကောင်စီရဲ့လေတက်တိုက်ခိုက်မှုတွေကြောင့်ပြည်သူ929ဦးလဲဒဏ်ရာတွေရခဲ့တယ်လို့ယာနဲ့ချီတဲ့ပြည်သူတွေလည်းပျောက်ဆုံးနေရပါတယ် ်ဆရာရဲ့အဲ့ဒါအရန်ရက်ဆက်တာပေါ့သူတို့တွေကလေဘလို့ပဲပြောငလင်းတမ်းမှလူတွေကအရန်ဒုက္ခရောက်နေတဲ့အချိန်မှာလာသူတို့ဘုံကျဲတယ်ဆိုရင်ဒါလူစိတ်တော်တော်မရှိတဲ့လူသားတွေပါသူတို့တွေကလေနော်ဟိုဘလို့ပဲပြောကျွန်တော်တို့ဆိုလေဟိုသူတို့ဟိုပြည်သူတွေကလေဘလို့မှဘာမှမလုပ်နိုင်ဘူးဒီတော့တော့ကလေးတော့တော်လေးကိုများနေတဲ့အချိန်မှာသူတို့မို့လို့ဘုံကျဲတာကိုကျွန်မတကယ်အံ့ဩတယ်ဆရာကြီးတကယ်ပါပဲတကယ် ဟုတ်ပါတယ်သူကတော့တခုပြီးတခုပေါ့နော်သူ့ရဲ့ယာလူရဖို့သူ့ရဲ့နေရာရဖို့အတွက်ရေကောက်ပွဲတွေလည်းလုပ်မှာပဲဒါအဲတမရောပေါ့နော်မမပြရရှိတဲ့တမရောရဲ့အစဉ်ဆက်ကိုကြည့်လိုက်။နာဂိမုံတိုင်းတော့ကလည်းသူတို့ရအောင်လို့အချိန်ကဥပဒေဆွဲကြတာပဲ။ဘယ်နေရာကိုပဲကြည့်လိုက်ကြည့်လိုက်သူတို့အကျိုးစီးပွားတစ်ခုတည်းကိုပဲလုပ်နေကြတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့လုပ်ရက်တွေကိုကျမတို့စမ်းစစ်စရာမလိုတော့ဘူး။ကျမတို့ခွန်ကျမတို့အားနဲ့ကျမတို့ဆက်နိုင်သမျှရှေ့ကိုဆက်သွားဖို့ပဲလိုပါတယ်ရှင့်။အခုလိုဝေဖန်ပြောဆိုနေတဲ့ဂျားကပဲစစ်ကောင်စီကတော့ ပေါင်း200ပေါင်း900ဘုံနေသုံးနေ့စဉ်လိုလိုကရင်ကချင်းစကိုင်းမကွေးမန္တလေးချင်းပြည်ရခိုင်ပြည်နဲ့တနင်္သာရီတိုင်းတွေမှာကျဲချနေပါတယ်ခင်ဗျာကျွန်တော်မောင်တူးပါ တနင်္လာရတိုင်းတဝံမြို့နယ်မောင်မဲရှောင်ရွာအနီးကစစ်ကောင်စီရဲ့ဟာလီကွေးတပ်စခန်းကိုဒေသရင်းပူပေါင်းတော်လှန်တပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့တော်လှန်တပ်ဖွဲ့ကပြောပါတယ်။မောင်မဲရှောင်ရွာအနီးကစစ်ကောင်စီရဲ့ဟာလီကွေးတပ်စခန်းကိုဧပြီလ26ရက်မနက်9နာရီလောက်မှာဒေသတွင်းတော်လှန်ရေးပူပေါင်းတပ်ဖွဲ့တွေစတင်တိုက်ခိုက်ခဲ့တာပါ12နာရီလောက်အကြာညနေ9နာရီဝန်းကျင်မှာသိမ်းပိုက်နိုင်ခဲ့ပါတယ်တိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်15ယောက်ကိုအရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ် တိုက်ပွဲတွင်စစ်ကောင်စီတပ်ကလေကြောင်းအပြင်လက်နက်ကြီးတွေနဲ့ပစ်ကူပေးတိုက်ခိုက်ခဲ့တာကြောင့်လက်နက်ကြီးထိမှန်ပြီးဒေသခံလင်မယားနှစ်ယောက်တေဆုံးခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ဒါ့အပြင်စစ်ကောင်စီရဲ့လက်နက်ကြီးကြီးကမောင်မဲရှောင်ရွာနဲ့ကက်လျက်ရှိတဲ့ဇဟာဘုံကြီးချောင်းဝင်းတွင်ကြာရောက်ခဲ့ပြီးဘုံကြီးနှစ်ပါးနဲ့ကိုရင်တပါးထိခိုက်ခဲ့သေးတယ်လို့မောင်မဲရှောင်ဒေသခံတယောက်ကပြောပါတယ်ခင်ဗျာ။ ချက်နိုင်ငံမှာ World of Warcraft game တွေကဇက်ကောင်တွေလိုဝစားထားကြတဲ့ပြိတက်တွေဟာတောအုပ်တစ်ခုထဲမှာထိခိုက်မှုမရှိတဲ့ဓာတ်လန်လက်နက်တွေနဲ့တိုက်ပွဲဆင်နွှဲထုတ်ခေါက်ခဲ့ကြပါတယ်။ပြင်ပမှာဇက်ကောင်ပုံစံကစားရတဲ့ Live Action Role Play LARP game ပွဲမှာလူ150လာပါဝင်ခဲ့ကြပါတယ်။ဧပြီလ26ရက်နေ့ကစတင်ခဲ့တဲ့ဒီပွဲကိုနှစ်ရက်ကြာကျင်းပနေတာဖြစ်ပြီးပါဝင်သူတွေဟာသူတို့စိတ်ကြိုက်ဇက်ကောင်တွေဖြစ်တိုက်ပွဲဝင်ရ Quest တွေကိုကစားရတာဖြစ်ပါတယ်။ ပါဝင်သူတွေဟာဗီဒီယိုဂိမ်းထဲမှာလိုပဲစိတ်ကြိုက်ရွေးချယ်ဝစားစင်နိုင်တယ်လို့ဂိမ်းဆက်တင်ပေါ်မူတည်ပြီးတော့လူတူကျွဲကြီးတွေဝင်းပလေတွေပန်တာတွေလိုလဲဝစားစင်နိုင်ပါတယ်။ World of Warcraft ဂိမ်းဟာဂိမ်းနဲ့ကမ္ဘာစံချိန်မတန်းရအယောင်ရဆုံး multiplayer online role playing game ဖြစ်ပြီးတော့2004စတင်ဖြန့်ချီခဲ့ကတန်း40ကျော်ရောင်းချခဲ့ရပြီဖြစ်ပါတယ်ခင်ဗျာ။ လီဗာပူးအသင်းနဲ့အခုနှစ်ရာသီမှာပရီးမီးယားလိချန်ပီယံဖြစ်ခဲ့တာက2020ပြည်နှစ်ကချန်ပီယံဖြစ်ခဲ့တာထက်ပိုပြီးထူးခြားကောင်းမွန်ကြောင်းမိုဟာမက်ဆာလာကပြောတော့ပါဗါလီဗာပူးအသင်းဟာနီပြာကလော့လက်ထက်2020ပြည့်နှစ်မှာနောက်ဆုံးအကြိမ်ပရီးမီးယားလိချန်ပီယံဖြစ်ခဲ့ပြီး၅နှစ်အကြာနီပြာသစ်စလော့လက်ထက်မှာပရီးမီးယားလိချန်ပီယံဆုရယူနိုင်ခဲ့တာပါ အရင်တော့ကချန်ပီယံဖြစ်ခဲ့စဉ်ကအခုနှစ်ရာသီမှာချန်ပီယံဖြစ်ခဲ့တာကပိုမိုကောင်းမွန်တယ်ဆိုတာရာနှုန်းပြတဲ့ကြောင်ကြောင့်ဆာလာကပြောပါတယ်။နီပြာကလော့အပါအဝင်မာနေဖီမီနိုတို့လည်းမရှိတော့တဲ့ဘောလုံးရာသီမှာချန်ပီယံဖြစ်ခဲ့တာကြောင့်အရင်ကထက်ပိုပြီးထူးခြားတယ်ဆိုတာလီဗာပူးအသင်းသားအားလုံးလက်ခံထားကြောင်းဆာလာကပြောတော့ပါတယ်။လီဗာပူးအသင်းဟာအမတ်ပေးလီချန်ပီယံအကြိမ်20ပြည့်မြောက်သွားပြီဖြစ်လို့မန်ယူအသင်းနဲ့အတူအမတ်ပေးလီချန်ပီယံအများဆုံးအသင်းဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်ခင်ဗျာ။ DVB ရမြင့်တန်းကြားရဲ့နေ့လယ်နားရီသတင်းတွေကိုဓာတ်ရိုက်ကြည့်ရှုခဲ့ရတာပါကျွန်တော်ကတော့ဇွဲသစ်ပါကျေးဇူးတင်ပါခင်ဗျာ